ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြေးသက်တဲ့အောင်လည်းမင်္ဂလာပါ။ဆိုတော့အခုကျွန်တော်တို့ Premier League ရဲ့ပွဲစဉ်ခုနှစ်အပြီးပေါ့လေ။ Premier League ပွဲစဉ်ခုနှစ်အပြီးမှာလုံးဝကိုမထင်မှတ်ပေနဲ့ Liverpool က back to back နှစ်ပွဲဆက်ရှုံးလိုက်တဲ့အတွက်ကြောင့် Arsenal အသင်းနဲ့ Mikel Arteta ရဲ့အသင်းကဒါအခုလက်ရှိမှာ favorite ဖြစ်ဖြစ်လာတယ်။ဆိုတော့ကျွန်တော်တို့အခုပါသွားမြင်လဲဆိုတော့တကယ်ပဲအာဆင်နယ်ကအဲ favorite ဖြစ်တဲ့အချိန်မှာဥဆောင်သူတယောက်ဖြစ်တဲ့အချိန်မှာသူတို့ pressure တွေသူတို့ရှိမှာရှိလားဒါအခု Premier League ကအခုကျွန်တော်တို့လက်ရှိအနေထားပေါ့လေဒါ Arsenal ကအခုလက်ရှိမှာ favorite ဖြစ်သွားတဲ့အချိန်မှာဒါလောလောဆယ်အနေထားရတော့ဒါကျွန်တော်အမြင်တော့ဒါသူတို့ရဲ့ squad တဲ့အာဒါ squad ကတော့ deck ကတော့အတင်းတိုင်းတော်လေးတောင့်နေဒါပေမဲ့ Arsenal က affordable ဖြစ်နိုင်တဲ့ player တွေအများမှာတော်တော်လေးတောင့်နေတဲ့အချက်ပဲ ဒီချက်ကြောင့်လေသူတို့ရဲ့လူရင်းအားတောင့်တမှုကသူတို့အသိအတွက်တော်တော်လေးအားသာချက်တစ်ချက်ရှိတဲ့အချိန်မှာအခုလောလောဆယ်အနေထားရတော့ဒါဘယ်လိုပြောမလဲမီခဲအာတီတာရဲ့အာစနယ်သင်းကဒါလက်ရှိမှာဘယ်လိုပြောမလဲအကောင်းဆုံး chance တစ်ခုပေါ့လေဆိုအခုအာစနယ်ကအခုမနေ့ကဒီသူတို့ Saturday မှာသူတို့နိုင်ပွဲရတယ် Liverpool ရှုံးသွားတယ် Manchester City နိုင်လိုက်တဲ့အတွက်ကြောင့်အခုလောလောဆယ်ဒါ Premier League မှာသူတို့ရဲ့ရေပန်းစားမှုဟာတော်တော်လေးတက်သွားတယ် ကျွန်တော်ထင်တော့မထင်ဘူးအစားအတီးသေးဒီလောက်ထိရေပန်းစာမှုတက်လာမယ်လို့မထင်ပဲအခုလောလောဆယ်မှာအာဆင်ကတစ်ဆယ်လောက်ဆက်တစ်ချက်လောက်မှတစ်ဆယ်ပဲရတော့တယ်အဲ့ဒါကဘာလဲဆိုတော့သူတို့အသင်းရဲ့ favorite position မှာသူတို့ကထိတ်ဆုံးမှာ favorite ထားပါတော့ဗျာဥပမာ example နေနဲ့ပြောရင်အာဆင်ကပတ်စံတရာထည့်ထားရင်ရာသီကုန်အာဆင်ချန်ပီယံဖြစ်ရင်တရာပဲရမယ်နောက်ထပ်တရာဆိုတစပဲပြီးတဲ့သဘောဆိုလီဗာပူးကိုအခုလောလောဆယ်မှာသူတို့က၃စပြီးလိုက်တယ် ဆိုတော့လီဗာပူးကအခုပရိကအော့ဆုံဖေဗရစ်ဖြစ်နေတာကနေ back to back နှစ်ပွဲရှုံးတာရယ်အဓိကအဲ့နှစ်ပွဲရှုံးတာထက်ဟန်ချက်မညီသေးတဲ့အာနီစရော့ရဲ့အသင်းကိုဒါဘယ်လိုပြောမလဲတော်တော်များများက concern ဖြစ်တာ ဟန်ချက်မညီတဲ့အချက်ရယ်ပြီးတော့ခန်းစစ်အရန်ဂိုးပေးရတဲ့အချက်ဒီအားဒီမှာလီဗာပူးရဲ့ခန်းစစ်ကတော်တော်ကြီးဂိုးပေးလိုက်ရတယ်။အာဆန်က3ဂိုးပဲပေးရပေမဲ့လီဗာပူးခန်းစစ်ကတော်တော်ကိုဂိုးပေးလိုက်ရတဲ့အချက်တစ်ချက်ကဒါဘယ်လိုပြောမလဲဆိုတော့ဟန်ချက်မညီတဲ့အချက်တစ်ချက်ကသူတို့ဘောကိုသူတို့ concern ဖြစ်ပြီးတော့အခုဒီအားဒီမှာလီဗာပူးရဲ့ခန်းစစ်ကလွယ်လွယ်ကူကူဂိုးတွေစက်တိုက်စက်တိုက်ပေးရတယ်။အခုလီဗာပူးကအခုခုနှစ်ပွဲအပြီးမှာသူတို့ပေးဂိုးက6ဂိုးထိရှိတယ်။ twin ကို73ဂိုးပေးဂိုး6ဂိုးရှိတယ်။ဆိုတော့ သွင်းကို73ကိုပေးကို99ရှိတဲ့ခံစစ်ဟာခုနှစ်ပွဲမှာတပွဲကိုတကိုးကျော်နှုံးပေးရတယ်ဒါတော့ကျွန်တော်တို့ကချန်ပီယံလိမှာအက်တလက်တီကိုမက်ဒရစ်နဲ့ပွဲက2ဂိုးနောက်ဟိုဘက်ကပွဲကတကိုးပေးရတယ်တော့တူတေအဖြစ်3ဂိုးကာရာဘောင်းကပ်မှာတကို4ဂိုးထပ်ပေးရတယ်ဆိုဒီအသည်မှာစုစုပေါင်းပေးကိုက10ပွဲကံပြီးဒီမှာ73ဂိုးပေးထားရတယ်ဆိုပွဲတိုင်းနီပါပေးကိုပေးနေရတဲ့ပြဿနာကလီဗာပူးအတွက်အထူးကွန်ဆန်ဖြစ်တယ်ဒီအတွက်ကြောင့်လီဗာပူးရဲ့ style of play နောက်ကြကိုးတွေရလာတဲ့အခြေအနေအရင်တော့ကလိုပွဲကိုသူတို့စိုးမိုးထားတဲ့ပုံစံထက်စားရင်သူတို့သူတို့ရဲ့ player အရင်ထက်နည်းနည်း weak ဖြစ်သွားတယ်လို့ဘူဂီတွေကခံစားမိပုံရတယ်အဲကြောင့်မို့ Liverpool ကို၃စားထိ short ပြီးတော့ပေးထားပြီးတော့အခုခက်စိတ်စိတ်နဲ့နိုင်ပွဲတွေနဲ့တူပုံစံကောင်းပြန်ရနေတဲ့ Guardiola ရဲ့အသင်းကအဆင့်၃နေရာမှာသူတို့ကို favorite ပေးထားတယ်သူတို့ကလေးလေးတလေးပေါ့လေဆိုတော့ Arsenal က Ivan Mendy လီဗာပူးက3-0တလီမန်ချက်စတာစီးတီးက4-0တလီပေးထားပြီးတော့မှသူအောက်မှာချယ်ဆီ25-0တလီထော်တနမ်ဟော့စ်ပါ40-0တလီနဲ့မန်ချက်စတာယူနိုက်တက်က66-0တလီဆိုတော့ဖြစ်နိုင်ကြီးကျွန်တော်စဉ်းစားကြည့်တာပေါ့လေချယ်ဆီ25-0တလီနဲ့ချယ်ဆီချန်ပီယံဖြစ်နိုင်တာလက်ရှိခံစစ်မပြင်းတဲ့အခြေအနေနဲ့ဆိုရင်ကျွန်တော်ထင်တော့ချန်ပီယံဖြစ်နိုင်ဖို့ခက်တော်တော်လေးခက်တယ်ဗျာဘာကြောင့်လဲဆိုတော့ သူတို့မှာတိုက်စစ်အားကောင်းနေကွင်းလေအားအားကောင်းမယ်အဲ့ခံစစ်ဖြူဖျဲဖြစ်နေတာပေါက်နေတာကိုသမားကလည်းစိတ်မချရတဲ့အချက်ကချက်စီးတွက်ရေရှည်မှာခက်ခဲနိုင်တဲ့အချက်တစ်ချက်ဖြစ်တယ်နောက်တစ်ဖက်က Manchester United United ကိုယ်တိုင်ကလည်း struggle ဖြစ်နေတဲ့အချိန်ကြီးမှာ outsider ထဲမှာ spurs ရှိတယ်ဗျာ spurs လည်းကောင်းတယ်ဒါပေမဲ့ spurs ကအခုကျွန်တော်ပြောလို့ဗောလေထောက်လျှောက်ခြေစွမ်းနေကောင်းပြီ man city ကိုကောက်နိုင်ပြီးတော့မှဥမာဘိုးမောက်ကိုရှုံးသူရှုံး wuber hunter အောင်တေးကြအဲ့လိုမျိုးပွဲတွေက spurs အတွက်အဓိကပြဿနာဆိုတော့အခု arsenal ကနံပါတ် ပရီးမီယာလိမှာဂိုးများဆုံးသွင်းထားတယ်။ပြီးရင်ခန်စစ်ကလည်းတော်တော်လေးကောင်းပြီးတော့ခန်စစ်ကလည်းတော်တော်လေး strong ဖြစ်တယ်။ open player တော့တကူပဲပေးထားပြီးတော့ပေးကူ၃ကူပဲရှိတယ်။ champion league တစ်ပွဲမှာလည်း clean sheet ရတယ်။တခြား carabao cup မှာလည်း clean sheet ရတယ်။ so total တရားသည်၁၀ပွဲမှာသူတို့ဂိုးပေးရတာ၃ပွဲနဲ့9ပွဲ clean sheet အဲ့ဒီချက်ကြောင့်လည်းသူတို့ကိုပြိုင်ပွဲဆုံးမှာ favorite အခုဆိုရင် arsenal က ဒီ Champions League မှာ Barcelona နဲ့ Paris Saint-Germain က joint favorite Arsenal က second place မှာရှိတယ်။တကယ်ပဲဒီယာဒီမှာ Mikel Arteta တို့အဲ့ favorite တွေကအချိန်ကြီးကောင်းလာဒီယာထဲမှာဒီ Champions League ဝင်ခွင့်ပေါ့လေ Champions League ဝင်ခွင့် top 4အတွက်ဒါအခုလောလောဆယ်အနေထားရရှိတာပေါ့လေကျွန်တော် top 4မှာဒါအခုလောလောဆယ်မှာခုနပြောတဲ့ Arsenal ရဲ့ Liverpool ရဲ့ Man City ရဲ့ Chelsea ရဲ့ Spurs ရဲ့ United ရဲ့အဆင့်လိုက်ရှိတယ်။ Newcastle လည်းပါတယ်ဘလို့မြင်လဲ။ဒါရေပန်းစားတဲ့အပေါ်ဘလို့မြင်ကြလဲ။ ကိုမမဝင်အောင်ဖတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်